ချမ်းသာကြွယ်ဝပါမယ်မိသားစုကိုမညာတာတဲ့ရွှေလေးပြဟိုတယ်ဖိုင်ရှင်တထေးကြီးဦးရော့ဆက်အကြောင်းဖွင့်ချခဲ့တဲ့တမီဂျူလီယာဆန်ပရိသတ်များအလုံးပဲမင်္ဂလာပါရှင်။ဒီနေ့ကျမတို့ပြောချင်တဲ့အကြောင်းအရာကတော့လူမှုကွန်ရက်ပေါ်မှာလူပြောများနေတယ်။မိသားစုအရေးကိစ္စတစ်ခုပါပဲ။ဒီကိစ္စဟာငွေကြေး၊အောင်မြင်မှု၊မိသားစုဆိုတဲ့စကားလုံးတွေရဲ့နောက်ခွဲကရှုပ်ထွေးတဲ့ဆက်ဆံရေးတွေကိုဖွင့်ချပြလာတာဖြစ်ပါတယ်။တချိန်ကမြန်မာနိုင်ငံရဲ့ထိတ်တန့်ကြောင်းမြေရတနာတတိကြီးတအုပ်ဖြစ်တဲ့ မိုဂုံမီလီယနာဦးရောစနေသူ့ရဲ့သမီးမြန်မာနိုင်ငံရဲ့ပထမဆုံးကာလာအနာလိုက်စ်ပညာရှင်အဖြစ်အောင်မြင်ကြောကြားနေတဲ့မက်ဂျူလီယာဆတ်တိုဟာအခုချိန်မှာ အကြီးအကျယ်ပြဿနာတက်နေတာပါအရာအားလုံးရဲ့အဆဟာမက်ဂျူလီယာဆတ်ကဖခင်အကြောင်းဖွင့်ချခဲ့ရကနေစတာပါလူအများအမြင်မှာခင်မိပြီးထမ်းမြတ်တဲ့ကိုချရာပေါ်ကိုရက်တည်နေတယ်အောင်မြင်တဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်နောက်ကွယ်မှာဖခင်ဖြစ်သူရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအနိုင်ကျင်းမှုတွေကိုနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ဆိုရက်သူမရဲ့ဖွင့်ဟဝန်ခံချက်ဟာလူဝများကိုတုံ့လောက်စေခဲ့ပါတယ်။သူမနဲ့မိခင်ညီမဖြစ်သူတို့ဟာအသက်အန္တရာယ်ကြောင့်အိမ်ကနေထွက်ပြေးတင်းရှောင်နေရတဲ့အထိဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာရွှေစုံကိုက်ပြီးမွေးလာတယ်လို့အများကထင်မှတ်ထားတဲ့သူတယောက်စီကထွက်လာတဲ့ဇာတ်ကားဖြစ်တာကြောင့်ပို့ပြီးတော့အာယုံဆိုင်ခံခဲ့ရပါတယ်။ ဒီလိုဆွဆွဲချက်တွေထွက်ပေါ်လာပြီးမကြခင်မှာပဲဥယောဆက်ရဲ့အရင်အိမ်တော်ကသားမတ်ဂျူလီယာဆက်ရဲ့အကိုဖြစ်သူကိုရဲဇော်ထုံးကဖခင်ဘက်ကနေကာကွယ်ပြောဆိုလာပါတယ်။သူရဲ့အရှင်လင်းချက်ကတော့ဇလန်းကိုပြောင်းမြန်လာလိုက်သလိုပါပဲ။သူကဖခင်ဖြစ်သူဟာညမအပေါ်အလွန်မင်းကောင်းခဲ့ကြောင်းရွှေလေးပြဟိုတယ်ကိုဦးစီးခွင့်ပေးခဲ့တာကအစာကိုရီးယားမြက်ကမ်းမလုပ်ငန်းအတွက်ကျပ်တန်းလေးတောင်ကျော်ယင်းဒီမြုံနှံပေးခဲ့တာအထိဖခင်ရဲ့ထောက်ပံ့မှုတွေဟာမနေလာကြောင်းဖွင့်ချခဲ့ပါတယ်။ ဒါရင်မကသေးပါဘူးအခုမက်ချူလီယာဆက်အောင်မြင်နေတဲ့ Find Your Color လုပ်ငန်းကိုတော့ဖခင်ပိုင်းတဲ့ဟိုတယ်အခန်းတွေကိုအခမဲ့အသုံးပြုခွင့်ပေးပြီးအရင်နေ့ site ထုတ်ကအစပြုပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်ဒီလိုကျေးဇူးကြီးမားတဲ့ဖခင်ကိုအခုမှ online မော်တင်ပြီးနာမည်ဖြန့်နေတာဟာကျေးဇူးကံရရောက်တယ်လို့သူကပြန်လည်ခြေပါခဲ့ပြီးညီမဖြစ်သူရဲ့နောက်ကြောင်းနဲ့ပတ်သက်တဲ့အရေးအမောစကားတွေကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ် မက်ဂျူလီယာဆက်ကတော့သူ့ဘက်ကလမ်းမရောက်ခဲ့ဘူးတာကိုဝန်ခံပါတယ်။ဒါပေမဲ့အဲ့လိုဖြစ်ရခြင်းရဲ့အကြောင်းရင်းဟာလေဖခင်ရဲ့ဖိနေမိုရီနဲ့အိမ်နွင်းရေးရပဋိပက္ခရေးကြောင့်ဖြစ်တယ်လို့သူမကဆိုလာတာပါ။လွန်ခဲ့တဲ့၁၄နှစ်ကာလအတွင်းဖခင်ကသူ့တို့သားမိအပေါ်မှာဆက်ဆံမိုရီပုံမတင်လာခဲ့တယ်လို့ဆိုပါတယ်။ ီလိုနဲ့ဆယ်လေးနှစ်တာကာလကြာမြင့်ပြီးတဲ့နောက်မှာတော့ဂျူလီယာဆက်ကိုရိုင်းကဖခင်ရဲ့အပြုံမော်တွေကို မခံနိုင်တော့တာကြောင့်စင်ကာပူနိုင်ငံအထီးကိုတင်းရှောင် နေထိုင်ခဲ့ရတယ်လို့ဆိုပါတယ်။နောက်ပြီးသူမရဲ့မိခင်ဖြစ်သူနဲ့ညီမလေးတို့နှစ်ယောက်ကိုပါအပါခေါ်ပြီးမိသားစုကနေအပီးပိုင်ထွက်ခွာလာခဲ့ရတယ်လို့ဆိုပါတယ်။ဒီလိုရှောင်တင်းခဲ့ရတာကလည်းအိုယောဆက်ကြောင့်သူညီမလေးဟာစိတ်ယောဂရာကမမြင်ရတဲ့အရာကိုတကယ်ဖြစ်နေသလိုစိတ်ကြမ်းမာရေးမကောင်းတဲ့အထိဖြစ်သွားခဲ့တာပါ။ မောင်ဖြစ်သူကလည်းကျမကြီးထိခိုက်ခဲ့တဲ့အထိဖြစ်သွားကဥရောဆက်ကြောင့်အခုလိုအခြေအနေတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။အခုမှတော့အခြေအနေတွေကမတူတော့ပဲဥရောဆက်ကသူတို့အသားမိပစ္စည်းတွေတင်ထားတယ်လို့ဆိုပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့အမြင်ကရောဘယ်လိုရှိပါသလဲ။ဒါဟာမိသားစုအတွင်းရေးကိုလူသိရှင်ကြောင့်မဖွင့်ချတဲ့ကိစ္စလို့မြင်ပါသလား။ ဒါမှမဟုတ်နင်းနာသူတရားအတော့ဖာခင်စီကနေတရားမျှတမှုကိုလူလူကြားမှာရှာဖွေရဟာမှန်ကန်တယ်လို့ယူဆပါသလားကိုရဲ့အတွေးမြင်တွေကိုကောမတ်မှာဝင်ရောက်ဆွေးနွေးပေးသွားဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်